ထိုင်းမြန်မာနယ်စပ်မဲဆောက်ကိုနိုဝင်ဘာလ30ရက်ဒီနေ့မနက်မှာလက်နက်ကြီးကြီးကြားရောက်ခဲ့တာကြောင့်မြန်မာရွှေ့ပြားအလုတ်သမားလင်းဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနခေါင်းဆုကဖော်ပြပါတယ်။ဒီလက်နက်ကြီးကြီးဟာထိုင်းမြန်မာနယ်စပ်ကမင်းလက်ပံကျေးရွာအနီးမှာအာနာသိန်းစစ်တပ်နဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေအကြားဖြစ်ပွားနေတဲ့တိုက်ပွဲကနေထိုင်းဘက်ခြမ်းကိုကြားရောက်ပောက်ကွဲခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။မင်းလက်ပံကျေးရွာဟာကရင်ပြည်နယ်မြောက်ဒီမြို့နယ်အတွင်းမှာရှိတာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့တောင်းရင်မြစ်သာချတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တည်ရနှစ်ယောက်အခုလောလောဆယ်တော့တို့မကုကင်းကအာလမိုင်မှာစေကုနေကျွန်တော်တို့စစ်ချောင်းစခန်းတွေပါတွားလို့ရှိရင်အခုညီပေးနေတယ်မတ်တနာရွှေရဲ့အမျိုးသားပေါ့နော်အာသူထိတယ်ပြီးသွားလို့ရှိရင်နောက်ထပ်ကလေးတစ်ယောက်ပေါ့နော်တို့ရွာတွေကကလေးတစ်ယောက်ပေါ့နော်ထိတယ်ပေါ့အာတို့ကတော့ဟာပေါ့ထိုင်းမကုကင်းရွာထဲမှာပေါ့ဟာငါးပါးဂိတ်ဆိုတာရှိတယ်အဲ့ဒီဂိတ်နားမှာနေကြတာတို့ကဒီထိုင်းမဲ့ချမ်းမှာ အမနေရဆိုလဲရှင်လဲကျွန်တော်တို့မင်းလက်ပံဖျားကုန်းចောင်းကဆရာတော်ကိုဒီမိုင်းစားမှန်တယ်ဖျားကုန်းចောင်းဆိုတာဗျာဟိုစစ်ချောင်းနေပါတယ်သူ့ចောင်းမှာသူကလက်ခံထားပြီးတယ်ဘုန်းကြီးကလေအာကျွန်တော်တို့လည်းအာစစ်ပေးချောင်းကိစ္စတွေပဲတွားရင်ဟိုဘက်ကောင်းကိုတွားရင်သူ့ចောင်းကိုတွားရတယ်ဘာလို့လဲဆိုသူ့စီမှာကဒုက္ခသည်500လောက်သူလက်ခံထားတယ်အာတဲတွေတဲတွေထိုးထိုးပြီးတော့လေကျွန်တော်လေးထဲမှာအာသူ့ပါထိဟိုလက်နဲ့ကြီးစားမှန်တယ်ဆိုတော့ဒုက္ခသည်စခန်းလို့ပါလက်နဲ့ကြီးကြတယ်ဆိုတော့ပုံဟိုဘက်ကောင်းပါလေနော် ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကလည်းမြန်မာဘက်ခြမ်းကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံဘက်ခြမ်းဗက်မိုင်မဲကွန်ကန်ကြီးရွာကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်နေအိမ်လေးလုံးနဲ့ကားယုံအပါအဝင်ကားတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ထိုင်းတရင်းတွေကဖော်ပြခဲ့ပါသေးတယ်။လက်ရှိမှာတော့ထိုင်းအာဏာပိုင်တွေနဲ့အထူးတပ်ဖွဲ့တွေဟာမဲဆောက်နယ်စပ်တလျှောက်ကိုလုံခြုံရေးတင်းကျပ်ထားရလို့သိရပါဗျ။အနာသိန်းစစ်တပ်ရဲ့တမ၄၄တမ၅၅အပြင်အမတ်၃စစ်စင်ရေးကုကဲမှုဌာနချုပ် စကားခ73လအောက်ခံတပ်ဖွဲ့ဝင်တွေဟာမြောက်တီမျိုးကနေမြောက်တီဝော်လီလမ်းကိုစစ်ကြောင်းထိုးလာလာကြောင်းကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNN နေနဲ့တော်လှန်ရေးပူပေါင်းတပ်တွေအကြတိုက်ပွဲဖြစ်ပွားနေရပါမင်းလက်ပံကျေးရွာအနီးမှာတော့အော်တိုဘာလ22ရက်နေ့ကတည်းကနေတိုက်ပွဲဖြစ်ပွားနေရဖြစ်ပါတယ်တိုက်ပွဲကြောင့်မင်းလက်ပံကျေးရွာမှာရှိတဲ့အိမ်ထောင်စု960လောက်ဟာဘေးလွတ်ရာနဲ့ထိုင်းဘတ်ချမ်းကိုတင်းရှောင်နေကြရပြီးနိုဝင်ဘာလ26ရက်နေ့ညကတော့ထိုင်းဘတ်ချမ်းကနေဂိတ်ပိတ်လိုက်တာကြောင့် ဒေတာခံပီသူ30လောက်ဟာကံကူမရပဲပိတ်မိနေကြတယ်လို့ရွာခံပီသူတွေကပြောပါတယ်။သူတို့မောနေဘူးအဲမရောက်သေးဘူးအဲပြင်းကုန်းနာမှာပဲ။လင်းနေတော့လာတယ်ပြစ်တယ်လက်နေကြီးနေပြစ်ချတယ်အဲ့ဒါပေါ့။ဒါနဲ့ကြော်ရဲတော့လက်နေကြီးကြားတယ်။ဒီကောင်ရှောင်းတော့ဒီကူဒီမလဲပန်ရွာဦးကျောင်းမှာရောက်တယ်ကျောင်းကြီးမှာရောက်နေတယ်။ဖုံးကျောင်းမှာသွားနေတာလူပေါင်း30လောက်ပဲရှိသွားကြီးလူပေါင်း30လောက်ပဲရှိရတယ်ဖုံးကျောင်းမှာ။နောက်ဒီဘက်မှာက ဒီဘက်ထောင်းဆောင်မှာကလည်းလူပေါင်း30လောက်ရှိ6ထဲဒီမှာဒီဘက်7ဘက်ကိတ်တို့9ဘက်ကိတ်တို့ပါဘူးလို့မြောက်ပိတ်ခဲ့မနေ့ရက်ပြေးလိုက်တာ